မင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေ။ဟုတ်ကဲ့ပါခင်ဗျာ22ရက်နေ့စနေနေ့မှာရှင်းပြန်ကစားကြမယ်တာဥရောပလိပ်ပွဲစဉ်တွေပြန်စပြီးဒီပွဲစဉ်တွေမှာကျွန်တော်ရဲ့ဒီပေါ်တော့ရွေးချယ်သုံးသမှုတွေပြန်ပြီးတော့ဒါတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်တွေမှာကျွန်တော်အင်္ဂလန်ပလီးမားလိပ်ပွဲစဉ်တွေမှာကျွန်တော်၃ပွဲတော့ရွေးချယ်ပေးထားမှာဖြစ်ပါတယ်။အစောဆုံးပွဲစဉ်အပြင်ပေါ်တော့ဒါနောက်ကျပွဲစဉ်၂ပွဲနဲ့၃ပွဲပါ။ ကျွန်တော်ပွဲစဉ်တွေအားလုံးကိုတော့ကျွန်တော် YouTube channel မှာတင်ပြထားပြီးဖြစ်ပါတယ်ကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support ဒီ channel လေးကိုတွားရောက်ပြီးရောပေါ့နော်ဒါကြည့်ရှုနားထောင်ပြီးရောမိမိတို့ကြိုက်နှစ်သက်ရလိုက်ပြီးဆော့ကစားလို့ရပါတယ်မကြိုက်တဲ့ညိုတွေကကိုကြိုက်နှစ်သက်အတင်းကိုရွေးချယ်ပြီးဆော့ကစားလို့ရပါတယ်ခင်ဗျဆိုတော့ကျွန်တော်ကဒီနေ့အင်္ဂလန်ပရီးမီးယားလိမှာ၃ဘွဲရွေးချယ်ပြီးသွားလို့ရှိရင်ကျွန်တော်ရဲ့စိတ်ကြိုက်ဥရောပလေးဘွဲစဉ်တွေကပေါ့နော်ကျွန်တော်လာပေါ်ဒီတန်လေးဘွဲရွေးထုတ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ဘွဲစဉ်တွေကတော့ကျွန်တော် YouTube channel မှာမောင်းနေပါပြီးတွဲပေးထားရင်ဖြစ်ပါတယ်ခင်ဗျနော် ဲကြတော့ကျွန်တော်အနေနဲ့ဒါအင်္ဂလန်ပရီးမီးယားလီးယားတုံးပွဲတွေမှာဆိုလို့ရှိရင်ရှက်စီပွဲပြင်လီဗာပူးဖူဝမ်ပွဲဒီတုံးပွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပွဲစဉ်ဖြစ်တဲ့အစောဆုံးပွဲစဉ်ပေါ့နော်ဒါအင်္ဂလန်ပရီးမီးယားလီးယားဒါအစောဆုံးပွဲစဉ်ဖြစ်တဲ့ဘန်လီနဲ့ကျွန်တော်ရှက်စီပွဲစဉ်ရွေးချယ်ထားတာလည်းဖြစ်တယ်ဗျာဆိုတော့ဘန်လီနဲ့ရှက်စီတို့ပွဲစဉ်မှာဒါအစဉ်စရာရက်တင်မှုဘန်လီက16မှာရှက်စီကတော့အစဉ်စရာရက်တင်မှု3မှာရက်တင်နေတာလည်းဖြစ်တယ်ဗျအဲကြတော့ဘန်လီကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုရှုံးနေထားတဲ့အသင်းကြီးတောင်ဒုက္ခပေးတတ်တဲ့အသင်းလည်းဖြစ်တယ်ဗျ တန်တက်လိုက်အသင်းသင်းဆိုတော့မမအောင်ပေါ့နော်ဒါချန်ပီယံရှစ်ကနေပြီးတော့ဒါအင်္ဂလန်ပရီးမီးယားလိုတက်လာပြီးအသင်းကြီးတောင်ဒုက္ခပေးထတာတွေ့ရဗျချက်စီကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတေကြထားပြီးရောပါတာဒါနောက်ထပ်ဒီဟူပါဟန်တောင်းကိုလည်းနိုင်ငံထားတယ်ဗျအင်္ဂလန်ပရီးမီးယားလေးမှာအဲ့ကြတော့ချက်စီကဒီနေ့အင်္ဂလန်ပရီးမီးယားလေးအစဉ်ကြားရဲ့တုံးဆိုတော့ဒီနေ့နိုင်ပွဲပြန်လာဖို့အတွက်ဆိုရင်ဘန်လေးကိုဒါဒီဒီဇင်ဘာကာလာထဲမှာဒါလုံးဝဘောနော်ခရစ်စမတ်မြောက်ခင်ဒါရုံးကလာဖို့ရှိသလိုဘန်လေးကလည်းအသင်းကြီးတောင်းဒုက္ခပေးထတာရှိရဗျ ယနေ့ဖောက်ပေးထားတဲ့ဒီပေါ့နော်ရှက်စီးရဲ့ဒီဝေဝင်းပေါ်ဒီကတလုံးသေးသေးနဲ့တလုံးသွင်းသွားလို့ရှိရင်ဒါပြာဆုံးရှုံးသတိပေါက်ဖဲရတယ်ကိုပေါင်းသေးကတော့စဉ်းစားတာတလုံးသွင်းသွားရင်ဒါတော့ဆားသေးဖောက်ပေးထားတွေ့ရပြဒါစဉ်းစားကြပါဘောနော်ဒါညီကိုတို့အကြိုက်တွေကိုဒါဖောက်ပေးထားတာကိုလည်းတွေ့ရပြဆိုတော့ဘော်စီလေးမှာစကားပြောရကိုပေါင်းသေးလေးကတော့ဒါမလောက်ဆရာပေးထားတယ်လို့တွေ့မိတယ်ဗျအိမ်ဝင်းဖြစ်တဲ့ဘန်းလေးကအကိုပြန်သွင်းနိုင်မှဒါလေးရှက်စီးလို့ကိုပေါ်သွားမှဖြစ်လာပြီးတော့ရှက်စီးတစ်ဖက်ထဲကတော့တလုံးကြီးတော့သွင်းနိုင်မှာမဟုတ်ဗျဘန်းလေးအိမ်ဝင်းဘန်းလေးအိမ်ဝင်းကတော့မားတယ် ဘုခမန်းရလက်နဲ့ပြောရမယ်ဆိုရင်တော့ဒါရှက်စီးနိုင်သွားရင်လည်းကတ်နိုင်သွားပြီးတော့ဘန်းလေးတောင်မှတေးကြရင်ကြတော့လို့ပြောပြဆက်ကြဝီရှယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်နေပေါ်တော့ဒါဖော်သုံးပွဲစဉ်လည်းဖြစ်တဲ့ဒီအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်ဘန်းလေးနဲ့ရှက်စီးပွဲစဉ်မှာကျွန်တော်ကတော့ဒါကျွန်တော်အကြိုက်ကလေးဆိုရင်တော့ဘန်းလေးဘော်ဒီကြက်တယ်လို့ကိုပေါင်းအောင်ကလေးနဲ့လည်းတွဲဆော့ချင်ပါတယ်ခင်ဗျာနော်အကြောတော့ကျွန်တော်နေဒီအစောဆုံးပွဲစဉ်ဖြစ်တဲ့ဘန်းလေးနဲ့ရှက်စီးပွဲစဉ်မှာဘော်ဒီတည်တံ့လည်းဆော့လို့ရပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျာဒါလီဗာပူးနဲ့ဒီနော့တင်ဖော်တဲ့ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ် ဒီပါဘူးကတော့အင်္ဂလန်ပလီးမားလီရဲ့အစင်စရာရတူမှာရှစ်မှာဖြစ်ပြီးတော့နော့တင်ဟမ်ဖောလက်ကတော့၁၉ပြဒါတန်းစင်ဆုံးထဲမှာရောက်နေတာဖြစ်တယ်။ဆိုတော့နော့တင်ဟမ်ဖောလက်ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်အထိဟိုဒါအနိုင်ခံထားတယ်။နောက်တစ်ခုကတော့ဒါဥရောပပွဲစဉ်မှာဆိုရင်လည်းဒါသေချာထားတယ်။မန်ချက်စတာယူနိုက်တက်ကိုလည်းသေချာထားတယ်။၅ပွဲကစားမှာ၂ပွဲသေချာပြီး၂ပွဲနိုင်ပြီးတော့တပွဲရှုံးနေထားတယ်ဗျ။လီဗာပူးကတော့ဒီနှစ်အင်္ဂလန်ပလီးမားလီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုမန်စီးတီးကိုအနိုင်ရတယ်။ယူရိုအနိုင်ရပြီးတော့အက်စတွန်ဗီလာအနိုင်ရပြီးတော့အင်္ဂလန်ပလီးမားလီတာပုံမှန်သက်တိုက်ရှုံးနေတာတွေ့ရတယ်။ ဆိုတော့အစဉ်စားရက်တည်မှုကလည်းတော်တော်လေးကွာချက်ဖြစ်နေပြီဒီနေ့နိုင်ရရှိကိုပြန်လည်ရုံးကပ်လာဖို့အတွက် Nottingham Forest ကိုဒါအကျိတ်နဲ့ကစားမှလည်းဖြစ်တယ်ဗျာဆိုတော့ခတ်တာကတော့ဒါဂိုးသမားလေးတန်ရရနေပြီးတော့နောက်တန်းလေးတွေကပြတ်တာနည်းနည်းရှိနေတယ် Nottingham Forest ကလည်းတိုက်စစ်ပိုင်းမှာမထင်မင်းလိုဂိုးတွေပြန်လို့ဂိုးတွေပြန်မိထားတယ်နောက်တန်းကဒါပေမဲ့ဒီနေ့တော့လီဗာပူးလို့ပေါ့နော်ဒါနိုင်ပွဲပြန်လာပြီးတော့အနိုင်၃မှတ်ကိုရယူသွားနိုင်မယ်လို့ကျွန်တော်တွေးမိမိတယ်ယနေ့ဖောက်ပြတဲ့ဘော်ဒီဈေးမှာဆိုလီဗာပူးကတလုံးချုံသေးရနေတယ်သုံးသွင်းသွားရင်ဒါပြောင်းဆုံးချုံသေးပြောင်းလဲထားတယ်ကိုပေါင်းသေးသုံးသုံးသေးတွေပြစ်ထားတွေ့ရကြ ဆိုတော့ဘလိုပဲဖြစ်ဖြစ်ပါနံပွဲပြောင်းလာပြီးအနိုင်၃မှတ်ကိုရယူသွားဖို့အတွက်ဆိုရင်ဒါလစ်ဗာပူးလို့ဒီနေ့အိမ်ခွင်းမှာဒါဂိုးပြက်ကလေးနိုင်ရရှိပြီးတော့နိုင်၃မှတ်ရအောင်သွားလိမ့်မယ်ထင်မိပါတယ်စကြဝဠာရွေးချယ်ပေးရမယ်ဆိုရင်တော့လစ်ဗာပူးဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဒီပွဲစဉ်လေးကိုလည်းကြိုင်နေတယ်မှာဆိုရင်ဘော်ဒီမောင်းတွဲဆော်လို့ရပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ရွေးချယ်ပေးထားတာတော့ဒါဖူဝမ်နဲ့ဆန်ဒါလန်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်တယ်ဗျာဖူဝမ်နဲ့ဆန်ဒါလန်ပွဲစဉ်မှာဆိုရင်ဖူဝမ်ကတော့ဒါအင်္ဂလိပ်ပရီးမီးယားလိအစဉ်စားကြီးတမျိုး15မှာဖြစ်ပြီးဆန်ဒါလန်က၄ဗျာ တနက်လိုင်းအတင်းတင်းပြောပေမဲ့အတင်းသေးလို့တော့မရဘူးစန္ဒာလန်ကိုဒါပေမဲ့စန္ဒာလန်ကတော့ဒါဖူဟန်နဲ့ထိတိုက်တွေ့ဆုံတိုင်းမှာဒါအကျိတ်နဲ့ကစားတာဖြစ်ပြီးတော့ဒါဖူဟန်လည်းအနိုင်ရရှိသလိုဒါစန္ဒာလန်ကလည်းအနိုင်ရရှိထားတာတွေ့ရပြနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာဆိုရင်ဒါ Everton သေးကြတယ်ဒါ Arsenal လည်းသေးကြမလာခဲ့တယ်၅ပွဲလုံးမှာနှစ်ပွဲနိုင်ပြီးနှစ်ပွဲသေးကြပြီးတစ်ပွဲရှုံးနေထားတဲ့စန္ဒာလန်အနေနဲ့ဖူဟန်ဝန်ဒီနေ့ဝေးခွင့်မှာရှင်ပြားမှာဖြစ်တယ် အင်ဝင်းပူကန်ကတော့ဒါ၅ဘောကစားမှာ၃ဘောရှုံးနေပြီ၂ဘောနဲ့ရရှိတယ်နောက်ဆုံးကစားပွဲစဉ်မှာဆိုလို့ရှိရင်ဒါအဘာတောင်တူးစီနဲ့ရှုံးနေထားတယ်ဗျာဆိုတော့ဖူဟန်ကယနေ့ဖောက်ပေးတဲ့ဘော်ဒီစီးမှာဆိုရင်ရှီတူဆိုရင်အရှုံးသေးရနေပြီးရှီတူဆိုရင်ပြောင်းဆုံးရှုံးသေးဖောက်ပေးထားတယ်။ကိုပေါင်းစင်းနှလုံးသွင်းသွားရင်ပြောင်းဆုံးအရှုံးသေးရနေပြီးဒါနှလုံးအရှုံးသေးတွေဖောက်ပေးတာတွေ့ရပြ။ဆိုတော့နှစ်သင်းသလုံးကိုကြည့်ရမယ်ဆိုရင်တိုက်စစ်ပိုင်းကလည်းရုံးကန်နေရဖြစ်တယ်ဆိုပြီးမှထိမ့်ဆော့သွားရင်တော့မှဒါတစ်သင်းကပဲကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်တွေးမြင်ပြပါတယ်။တကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ဖူဟန်နဲ့ဆန်ဒါလက်လို့ပွဲစဉ်မှာကျွန်တော်တော့ ဘူပေါင်းအောက်တကြောင်နဲ့ပြကျွန်တော်ရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်ဟုတ်ကဲ့ပါ22ရက်နေ့ဒါစနေနေ့မှာရှင်းမြန်ကစားကြမယ်ဒါအင်္ဂန်ပလီများတဲ့လိပ်ပွဲစဉ်တွေမှာကျွန်တော်စစ်ကြရွေးချယ်ပေးထားတော့ဗန်လီနဲ့ချက်စီတို့ရဲ့အစောဆုံးပွဲစဉ်မှာဆိုရင်အင်ဂွေဖြစ်တဲ့ဗန်လီဘော်ဒီနဲ့ကိုပါအောက်ပလေကိုကျွန်တော်ဘော်ဒီတိနဲ့ရွေးချယ်ပေးထားတာပါနောက်ကြပွဲစဉ်ဖြစ်တဲ့လစ်ပါဦးနဲ့ဖောလေပွဲစဉ်မှာဆိုရင်အင်ဂွေဖြစ်တဲ့လစ်ပါဦးဘော်ဒီနဲ့ဖူဝန်နဲ့ဆန်နာလန်လိုပွဲစဉ်မှာဆိုကျွန်တော်ကိုပါကိုရွေးချယ်ပေးထားပါဒီပွဲစဉ်၃ပွဲစလုံးညိုလို့ကြိုက်မယ်ဆိုရင်မောင်းဆော့ရလို့ဘော်ဒီတိတက်ကြည့်လဲဆိုလို့ရပါတယ်မိမိကြိုက်နှစ်သက်ရအတင်းနဲ့လဲတွဲပြီးစုံစမ်းလို့ရပါတယ်ခင်ဗျာနော်အားလုံးပဲ ထူးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ